ယောက်ျားလေးတွေဟာ skin care လုပ်ဆရာမလို့ skin care လုပ်တာဒါ main လေးတွေလို့ယောက်ျားလေးနဲ့မဆိုင်ဘူးအငါသားရီအောင်မဖြစ်ပါဘူးကွာယောက်ျားလေးသားရီအဒီလိုမျိုးတွေးတတ်ကြပါတယ်ဒီလိုတွေးပြီးတော့ကျွန်တော်တို့ဒီ skin care လုပ်တာကိုလစ်လျူရှုနေကြကြပါတယ်အဲ့တော့ skin care လုပ်တယ်ဆိုတာဒီ main လေးရောယောက်ျားလေးရောအတွက်အရန်ကိုရေးပါတယ်အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်အဲ့တော့ကိုကိုချစ်တဲ့ဒီကိုကိုကို confidence ရှိနေတယ်ဆိုလို့ရှိရင်ယောက်ျားလေးရော main လေးရော စီငင်ရေးလို့တင်ပါတယ်ဒီနေ့ကတော့ဒီကျွန်တော်ဒီလေးတွေအဲကိုကြီးတွေအတွက်ယောက်ျားလေးတွေကဘာကြောင့်စကင်ငယ်လို့တင်နေဆိုတော့ကျွန်တော်ကျွန်တော်ပြောပြပေးတော့မှာဖြစ်လို့ဒီဗီဒီယိုလေးကိုစုံကြည့်ပေးပါဒေါက်တာနေဝဲလ်နက်စ်ကလင်နစ်အဲတော့စကင်ငယ်လုံးသိတဲ့အကြောင်းရင်းချက်၄ချက်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁ကတော့ကျွန်တော်တို့အသားရေရေရပြဿနာတွေကိုကာဝယ်ပေးဖို့ပေါ့နော်။အဲတော့ကျွန်တော်တို့ကြားလေးရဲ့မျက်နှာမိန်းလေးတွေအတွက်ပို့ပြီးတော့အစီပြန်တယ် အစီအပြန်ရခါကျတော့ကျွန်တော်တို့ကဒီ daily cleansing ပေါ့နော်မျက်နှာကိုမနေ့တစ်ချိန်ညချိန်တစ်ပေးခြင်းအားဖြင့်မျက်နှာမှာရှိတဲ့ဖုန်တွေညစ်ကြေးတွေအစီပိုးတွေကိုဖယ်ရှားပေးနိုင်မှာဖြစ်တယ်ဒီအစီပေါက်တွေကိုမပိတ်အောင်ပါဝယ်ပေးနိုင်မှာဖြစ်တယ်ကျွန်တော်တို့ဒီကြောင်းသားဘွားပေါ့နော်အဲလူငယ်တော်တော်များများကအဲဒီအဆောင်လေးကြောင်းသားတော်တော်များများလူကြီးလူငယ်ပါမျက်နှာတည့်မှာပြင်းနေပေါ့ဗျာမနေ့ခင်းရတော့ဒါမဖြစ်မနေတစ်ကြရဲဆိုတော့တစ်တယ်ပေါ့ဗျာတချို့တော်တွေအစီပြုလို့ရှိတဲ့ဆက်ပြားနဲ့မျက်နှာကိုတစ်ချလိုက်တယ်အဲဆက်ပြားခဲတွေနဲ့တစ်လိုက်တာမျိုးတွေရှိတယ်အဲအလုပ်လုပ်ရင်ဘာဖြစ်လဲဆိုတော့အဲဆက်ပြားခဲတွေကဒီ ီမျက်နှာမှာရှိတယ်ကျွန်တော်တို့ skin barrier အောင်ပျက်စီးနေတယ်အသားကြီးကိုပို့ချောက်ပြီးတော့စီကိုပို့ထွက်စီတယ်ပေါ့နော်ဒါကြောင့်မလို့လို့ဆက်ပြာအမွှေးနဲ့သာပြင်းတာတွေကိုမျက်နှာအောင်မှာဆက်ပြာခဲတွေနဲ့ မသုံးသင့်ဘူးအဲ့တော့ဘလိုဟာသုံးသင့်လဲဆိုတော့တကယ်တကယ်တော့ကိုယ်မျက်နှာကိုယ်သားရည်နဲ့ကန့်ညီတဲ့ဟာမျိုးပေါ့နော်အကောင်းဆုံးကတော့ channel cleanser လို့ခေါ်တဲ့မျက်နှာသစ်ဆေးနဲ့အစပြုတာအကောင်းဆုံးပဲပေါ့နော်အဲ့တော့ဟိုကိုကဘယ်အသက်အရွယ်မှာဖြစ်နေနေလူပြောပေါ်ဝင်ပြုတ်ပတ်နေအရွယ်ကနေစပြီးတော့ skin care စလုပ်သင့်ပြီပေါ့နော်အဲလုပ်ပေးခြင်းအပြင်ကျွန်တော်ခုနပြောတဲ့မျက်နှာရည်ပြားပြဿနာတွေကိုကာဝယ်ပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့မျက်နှာကိုပုံမှန်သေးပေးခြင်းအပြင် washing toner ကိုလည်းကာဝယ်ပေးနိုင်မှာဖြစ်တယ် နံပါတ်2ကတော့ကျွန်တော်နေအောင်ကာဝယ်ခြင်းပါအဲ့တော့နေအောင်ကာဝယ်ပေးခြင်းအပြင်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီညနာအတိုင်း6တာတွေကိုတက်တာစီမယ်ပြီးရင်နေအောင်ကြောင့်ဖြစ်တဲ့ကျွန်တော်တို့အမဲဆက်တွေအဲတင်းတိတ်တွေနဲ့နောက်တစ်ခုကျွန်တော်တို့ဒီအရေးကြောင်းတွေကိုကာဝယ်ပေးမှာဖြစ်တယ်ပြီးတော့ဒီဆန်ခရင်လို့ခေါ်တဲ့ဒီနေအောင်ကာကပြားကင်စာကာဝယ်ဖို့အကောင်းဆုံးနီလမ်းပဲဖြစ်ပါတယ်နံပါတ်3ချက်ကတော့မျိုးသားတွေကပုံမှန်ရှေ့ပြင်လုပ်နေရှိပေါ့နော်ရှေ့ပြင်လုပ်နေဆိုလို့ရှိရင်ဒီကျွန်တော် အသားရေအားပေါက်ပြဲတာထိခိုက်နိုင်ရတာမျိုးရှိတတ်တယ်။အဲကြောင့်ကျွန်တော်တို့ကဒီရှင်ပြီးလုပ်ပြီးတဲ့အခါမျိုးဆိုရင် moisturizer လေးလေးမိခြင်းအပြင်ဒီရေပြအသားရေပျက်စီးတာအနေနဲ့ကာဝယ်နိုင်မှာဖြစ်ပါတယ်။ဒီကအဆင့်လေးစင်နေတဲ့နောက်ဆုံးဆင်းရတော့ကျွန်တော်တို့ဒီရိုးရှင်းလွယ်ကူတဲ့ကျွန်တော် skin care ကိုကျွန်တော်မျှော်ပေးမှာပါ။အများကြီးလှုပ်ရှားမလို့ဘူးအဓိကအချက်သုံးချက်ပဲ။နံပါတ်၁ကတော့မျက်နှာအတွက်ကိုယ်နဲ့တင့်တော်မယ်ဒီမျက်နှာသစ်ဆေးရွေးချယ်ခြင်းပါမျက်နှာသစ်ဆေးဆိုရင်ဒီမှာကျွန်တော်ခုနကပြောသလို gentle cleanser အနေနဲ့စပြီးတော့အသုံးပြုပါ နံပါတ်2ကတော့ကျွန်တော်တို့ moisturizer ပါ moisturizer ကကျွန်တော်တို့မျက်နှာအသားကြီးခြောက်တာကိုတက်တာစီတယ်မျက်နှာအောင်အေးတန်းရည်တဲ့ဖြစ်တဲ့တရားမျက်နှာအေးတန်းကြည်လင်နေမှာဖြစ်တယ်အဲ့တော့ဘလို moisturizer သုံးသင့်လဲဆိုတော့ကျွန်တော်တို့ဒီ wine free ပေါ့နော်အစီမပါတဲ့ non comedic gentle လို့ခေါ်တယ်အစီဘူးမထွက်တဲ့ moisturizer မျိုးကိုသုံးသင့်တယ် water based ပေါ့နော်အဒီရည်တဲ့ပါတဲ့ရည်တဲ့ဖြစ်ပြီးတဲ့ moisturizer water based gel လိုမျိုးအသုံးပြုတင်နေပေါ့ နောက်နံပါတ်3ချက်ကတော့ကိုနဲ့ကန့်ညီမဲ့ sun cream ပေါ့နော်။ဟော sun protection factor လို့ခေါ်တယ်ပေါ့နော်။ SPF 30ရာနေ50ဒီပါလိရှိတယ်။အဲ့လိုမျိုး sun cream တခုကိုရွေးချယ်ပြီးအသုံးပြုတင်တယ်။အဲ့တော့ဒီလိုလုံပင်းချင်းအပြင်ကိုယ့်ရဲ့မျက်နှာလေးကအမြဲတမ်းဒီကြည်လင်နေပြီးတော့ဒီ wet chain လေးကင်းဝေးနေမှာဖြစ်တယ်။ကျွန်တော်တို့ငငယ်ရဆိုလို့ရှိရင် အာငါမျက်နှာအများနဲ့ဝက်ချန်လေးပေါက်နေတာပဲပေါ့နော်။ငါမျက်နှာလေးဆိုရင်ကြည်လင်နေတာပဲဒီလိုမျိုးအားကြဘူးလေ။တကယ်တရားတော့ကိုက skin care လုံးဝကောင်းမှလည်းမသိဘူး။ skin care လည်းမလုပ်တတ်ဘူး။ဘယ်ကနေစလုပ်အောင်လည်းမသိဘူး။ skin care ဆိုတာကိုနဲ့မဆိုင်သလိုရ skin care ဆိုတာဘာကြီးလုံးပေါ့နော်။အဲဒီလိုမျိုးတွေးနေတတ်တယ်ပေါ့နော်။တကယ်တကယ် skin care ဆိုတာရန်ကိုရိုးရှင်းပါတယ်။ကျွန်တော်ခုပြပြပေးရဲ့အဆင့်၃ဆင့်လုပ်ပေးခြင်းအပြင်မိတ်ဆွေရကိုကိုယုံကြည်မှုရှိလာပြီးတော့ဒီအရေးများပြဿနာတွေကနေကင်းဝေးမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ confidence ရှိရှိနဲ့အများနဲ့ အမျက်နှာကိုပြောင်ပြောင်ရှင်းရှင်းလေးဖြစ်ခြင်းလဲဆိုလို့ရှင်တော့ skin care လုပ်ပြီးဖို့မမိပါနဲ့เนาะခုပြပါပြီးတဲ့အကြောင်းလေးကမိတ်ဆွေတဲ့အကျိုးရှိရဆိုရင်ချားသခင်ချင်းသိအောင်လေ share ပေးတော့ပါနောက်ထပ်အရေးပြားနဲ့အလားပါအရေးအရာဘုသူတရားတွေသိခြင်းလဲဆိုလို့ရှင်တော့ဒီကောင်လေးကို follow လုပ်ပေးတာပါနောက်ဗီဒီယိုလေးမှာပြန်လည်ဆောင်လေးပါမယ်